ဒီနေ့မှာတော့မစားရတာကြာပြီဖြစ်တယ်။အော်ကွေ့ကြီးမူလောင်းမုတ်လေးလှုပ်စားဖြစ်လို့လုံနီးလေးလာပြီးတော့မျှဝေပေးတာပါရှင်။သူနဲ့တူစားဖို့နွေးကိုယ်တိုင်လှုပ်ထားတဲ့အချင်းလုံနီးလေးကိုပါတင်ဆက်ပေးတော့မှာဖြစ်လို့နွေးရဲ့ဗီဒီယိုလေးကိုအဆုံးထိကြည့်ပေးကြပါအောင်ရှင်။ပထမဆုံးအနေနဲ့မူလာဥဖြူတလုံးကိုပေါ့နော်အခုလိုကြက်ကလေးတွေနဲ့ချစ်ပေးလိုက်မယ်။ ပြင်းပြင်းလေးတွေရတဲ့အထိချစ်ပေးဖို့လိုပါတယ်နော်ဒီနေရာမှာမုံလောင်းဖြူကြိတ်ထားတယ်ဆိုလဲအဆင်ပြေရယ်နော်နောက်ပြီးပအဝင်ပစ္စည်းဖြစ်တဲ့ပဲမှုတ်ကထမင်းစားစွန်းတစွန်းမောက်မောက်ပစွန်ကြောင့်မှုထမင်းစားစွန်းနှစ်စွန်းမောက်မောက်ရယ်ကော်မှုတ်ထမင်းစားစွန်းတစွန်းမောက်မောက်ထည့်ပါမယ်နောက်ပြီးဆာမှုတ်ကို250ဂရမ်တုံးထားပါတယ်စားလို့ဘုအတွက်ဒဲဦးတဲ့ကိုစီကိုနဲငယ်လောက်ထည့်ပြီးရောစီဝါဝါဟိုဘက်ဒီဘက်လေးလှိပ်ပြီးလိုက်မယ်ဒီချိန်မှာမီးမဖွင့်ထားသေးဘူးเนาะနောက်ပြီးဆံမုတ်လေးတွေကိုထည့်လိုက်ပါမယ် ထည့်ပြီးရင်ကော်မှုတ်လေးလည်းထည့်ထည့်မယ်အခုပဲမှုတ်လေးလည်းထည့်လိုက်ပါတယ်ပစွန်ချောက်မှုတ်လေးတွေကထည့်ထားမယ်ပြီးရင်ခုနချစ်ထားတဲ့မုံလောင်းဖြူလေးတွေကိုလည်းထည့်လိုက်မယ်အရာတာအတွက်ချုံမှုတ်ကလက်ဖက်စားစွန်းတစ်စွန်းလောက်ထည့်လိုက်တယ်စားကိုလည်းလက်ဖက်စားစွန်းတစ်စွန်းခန့်လောက်ထည့်ထားပါတယ်ပြီးရင်တော့အနံ့အမွေးအောင်လို့ငြိုကောင်းမှုတ်လေးကိုလည်းလက်ဖက်စားစွန်းတစ်စွန်းသာထည့်ပြီးရင်တော့ရေတစ်ခွက်လောက်ထည့်မယ်ပေါ့နော်ရေတစ်ခွက်ထည့်ရမှာနွေးတို့နည်း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 ချင်းစီထည့်ပြီးတော့မှုမှွေပြီးတော့ထည့်ပြရပါမယ်နော်အခုလိုမျိုးလေးနည်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 းချင်းစီထည့်ပြီးတော့စတိုင်းမှွေပြီး ပေးဖို့လိုပါတယ်။ရေကိုဖြည်းဖြည်းချင်းထည့်ရင်လည်းရေကုန်ကုန်သွားပြီ ဆိုတော့မှຫນွေတို့မီးဖွင့်ပြီးတော့စက်တိုင်းໝွေပေးဖို့လိုပါတယ်။အဲ့ချိန်ကျရင်တော့9မိနစ်လောက်စက်တိုင်းໝွေပြီးတော့တဲပေးဖို့လိုမယ်နော်။ကဲအခုလိုမျိုးစတိုင်မိမိလေးနဲ့နေပြီးရဲ့နောက်မှာတော့အကွက်ကြီးလုပ်ဖို့အတွက်မုတ်လေးရပါပြီ။ ကဲမိုးလေးရလာပြီဆိုရင်တော့ပုံတွင်းကိုအတွက်ညီရောဆန်အိုးနဲ့ပေါ့နော်ဆန်အိုးတဲ့ကိုစီလေးနည်းနည်းဆွတ်လိုက်ပါတယ်ဒါမှကပ်သွားအောင်လို့ပေါ့နော်ပေါင်းတဲ့အချိန်မှာကပ်သွားအောင်စီလေးတစ်ခါတည်းဆွတ်ပြီးတော့မှမုတ်ကိုထည့်ပြီးတော့ပုံတွင်းလိုက်ပါမယ်ဒီမှာလေးသမင်းကြိုက်ရှိလို့ရှင်လေသမင်းကြိုက်နဲ့လုပ်လို့ရရပေါ့နော်အခုလိုမျိုးစွန်းလေးနဲ့ပေါ့နော်ကိုလိုချင်တလောက် ပုံရအောင်လို့ဖိဖိပြီးတော့တွင်းပြီးလိုက်ပါတယ်အခုလိုမျိုးလေးတွင်းပြီးရဲ့နောက်မှာတော့ရေလေးနဲ့တို့ပေါင်းလိုက်ပါမယ်ပေါ့နော်တို့ရတော့ပေါင်းမှုရှိလို့ထဲဦးနဲ့ပဲထည့်ပြီးတော့ပေါင်းလိုက်ပါတယ်တနားရီလောက်ပေါင်းတဲ့အချိန်မှာအချိန်လုံးဖို့အတွက်ဆံမုတ်တစုံခန့်လောက်ထည့်ပြီးတော့အရင်ဆုံးဖြောထားလိုက်တယ်ဖြောပြီးရတဲ့ရေကိုပေါ့နော်တဲထားပြီးတော့တို့အစိမ့်မုတ်ကိုတစုံခန့်လောက်ထည့်ပြီးတော့တေချာလေးကြိုးပြီးလိုက်ပါမယ် ်ယေရှုလာပြီဆိုရင်တော့ရှာလကရဲ့တစွန်းခန့်လောက်ထဲလိုက်မယ်ထိုင်းထညက်ထဲမယ်ကင်းမွန်ငပြရဲ့အနေငယ်စွိုင်းစောတစွန်းစာလောက်ထဲလိုက်ပါမယ်မကြီးတီးရေစိမ်းထားတာလေးနင်းငယ်လောက်ထဲလိုက်မယ်ရမ်းများဝိုင်းဖတ်တတ်တဲ့အတွက်ကြောင့်မကြီးနဲ့မပအောင်နည်းနည်းပဲထဲမယ်ပြီးရင်ရတာအတွက်အချို့မုတ်လေးလည်းဖက်စားစွန်းတစွန်းထဲပြီးရင်တော့ချက်ပေါင်ချင်းရေအနေငယ်လောက်ထဲမယ်စိမ်းတစိမ့်ချင်းရေလေးကိုလည်းအနေငယ်ထဲမယ် နောက်ဆုံးကြရင်တော့စံမှုတ်ရေဖြောထားတာလေးတွေကိုထည့်ပေးလိုက်ရင်တော့ရပါပြီရှင်။ဒီမှာစံမပြတ်မှုတ်ပြီးတော့ပြည့်တဲ့အထီကိုတည်ပေးရပါမယ်။ပြစ်လာပြီဆိုရင်တော့ငုတ်တိစိမ့်နှုတ်ဆင်းထားတာလေးတွေကိုလည်းနှွေထည့်လိုက်တယ်။စက်တုံဖြူနှုတ်ဆင်းထားတာလေးတွေကိုလည်းအကုန်လုံးရောထည့်လိုက်ပါမယ်။နောက်ပြီးဒီအော်ကွေ့ကြီးနဲ့တုတ်ပြီးရောစားရတဲ့အချိန်မှာလေငုတ်တိအချက်မှုတ်ပါမှာပို့ပြီးရောလိုက်ဖက်တဲ့အတွက်နှွေအောင်ငုတ်တိအချက်မှုတ်ကိုထည့်ပြီးတော့တစ်ခါတည်းမှုလိုက်ပါတယ်။ကဲအခုဆိုရင်တော့အရန်ဥမာလိုက်ဖက်ပြီးရောစားလို့ကောင်းတဲ့အချိန်လေးရရှိခဲ့ပါရှင်။ကဲပြီးရင်တော့မုတ်ပေါင်း ောင်းတာလေးလည်းရပြီအခုလိုပမာတင်းတင်းလေးဖြစ်ပြီဆိုလို့ရှိရင်ပကံတစ်ခုတည်းကိုထည့်လိုက်ပါမယ်ဒီမှာစီတုပ်ထားတဲ့အတွက်လေးအခုထည့်ရတာလွယ်ကူတယ်ပေါ့နော်ပြီးရင်တော့ဓာလေးနဲ့တပိုင်းဖြတ်ပြီးတော့ကြော်ကလွယ်ကူအောင်လို့မုတ်လေးတွေကိုခုလိုမျိုးအုံတေးသေးလေးတွေတုံးထားလိုက်ပါတယ် ဒါဆိုရင်တော့စကြော်ပေါ်အတွက်စီလေးထည့်လိုက်မယ်စီပူလာပြီဆိုရင်တော့ဒီခုလိုလေးအတုံးလေးတွေကိုထည့်ပြီးတော့နီနီရဲရဲလေးဖြစ်တဲ့အထိကြော်ပေးဖို့လိုပါတယ်เนาะအခုလိုလေးနီနီရဲရဲလေးကိုမီးမမေးလေးနဲ့ကြော်ပေးဖို့လိုတယ်เนาะမီးပြင်းသွားရင်လည်းတူတက်တာမို့လို့အခုလိုလေးတေချာလေးကြော်လိုက်ပြီးတော့ရဲရဲလေးတွေဖြစ်လာပြီဆိုလို့ရှိရင်တော့ဆယ်လိုက်ပါမယ်ကဲနှစ်ခေါက်သုံးခေါက်လောက်ကြော်ပြီးရဲ့နောက်မှာတော့အရန်ကောင်မစားလို့ကောင်းပြီးတော့အရာတာရှိတယ်အော်ကွေ့ကြည်ခေါ်မုံလောင်းမုံလေးရရှိခဲ့ပါပြီရှင်တချို့ကြတော့လေပေါင်းတဲ့နေရာမှာပဲစားကြရပါတော့ เนาะနှွေကတော့ကြော်စားရတာပို့ပြီးတော့ကြိုက်တယ်မုတ်ရဲ့အပြင်ကုန်းကလေးကျွတ်ကလေးနဲ့အထဲထဲကအီအီလေးနဲ့မို့လို့အချင်းနဲ့တူစားလိုက်တဲ့အခါမှာလေးလုံအောင်လိုက်ဖက်နေရောပဲကဲဒီနေ့ဗီဒီယိုလေးကဒီလောက်ပါပဲเนาะနောက်ထပ်ဗီဒီယိုလေးတို့တင်ဆက်ပေးသားမှာဖြစ်လို့နှွေရဲ့ page လေးကိုလည်း like and follow လေးလုပ်ပေးသားကြပါအောင်ရှင်အားလုံးကျေးဇူးတင်ပါတယ်